်မင်္ဂလာပါရှင်ကျွန်မကတော့ချီချိုဆမ်းပါ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ကချင်ပြည်နယ်ဖားကံမြို့ကစစ်ကောင်စီရဲ့တမကုံကိုဂျွန်လ၄ရက်ညနေပိုင်းကရဟရင်နှစ်စင်းနဲ့ဆင်းဖို့ပြင်နေတဲ့အချိန် KIA ပူးပေါင်းတပ်တွေကပြစ်ခတ်လို့မစင်းသက်ပဲလှည့်ပြန်သွားတယ်လို့ဒေသခံတွေကပြောပါရယ်ရဟရင်နှစ်စီးဟာစစ်ကြောမှုနဲ့ဗျူဟာမှုကိုလာခေါ်တာဖြစ်ပြီးတော့ ခရီးဘက်ကပြစ်ခတ်လို့စစ်ကောင်စီတပ်ဘက်ကလည်းလက်နက်ကြီးနဲ့ပြန်ပစ်တာကြောင့်ဒေသခံတွေထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ဆိုပါတယ်အဲ့ဒီဟရင်နဲ့ပြီးခဲ့တဲ့ရက်ကတိုက်ပွဲဖြစ်တဲ့နေရာကိုမှတ်တမ်းလာယူတာဖြစ်ပြီးပြစ်ခတ်ခံရလို့အောက်ကိုမစင်ခဲ့ရဘူးလို့တပ်တွင်းနဲ့နေဆက်သူတယောက်က DBB ကိုပြောပါရယ်အပြန်လှန်ပြစ်ခတ်တံတွေကြားရပြီးနောက်ဖားကန်းမြို့လယ်ကစစ်ကောင်စီရဲ့တပ်မကုန်းကပြစ်ခတ်တဲ့လက်နက်ကြီးဟာ ဖားကန့်ရှင်ကြီးကုန်းရွာနာကိုကြာရောက်ပောက်ွယ်ပြီးလူထိခိုက်သေဆုံးတာရှိတယ်လို့သိရပေမဲ့သေဆုံးမှုနဲ့ပတ်သက်ပြီး DPP အနေနဲ့တိကျစုံစမ်းမှုတွေပြုလုပ်နေဆဲဖြစ်ပါတယ်ရှင်။မန္တလေးကငလင်တန်တဲ့အဆောင်တွေကိုဖြိုချနေစဉ်တိုက်ပိတ်သေးဆုံးသူအများပြားရှိနေတယ်လို့ဒေသခံတွေနဲ့လူမှုကူညီရေးအဖွဲ့တွေကပြောပါရယ် မန္တလေးမြို့မှာငလင်သင့်ဆောင်းတွေကိုဆက်ရန်တရားအပြင်ရန်တရားလိုအပ်ချက်တွေအရရောငွေကြေးအရရော မတက်နိုင်လို့နေစာလုံသမားတယောက်ကိုတရက်တသိန်းနဲ့ငှားရမ်းပြီးဖြိုနေတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်လူအင်အားနဲ့ဖြိုချချင်းမိုးရွာထားတဲ့အတွက်တိုက်တွေကအချိန်နဲ့ပြိုပြီးဒေသတွေကနေတိုင်းလိုလိုကြားနေရတယ်လို့မန္တလေးဒေသခံတယောက်ကပြောပါတယ်တိုက်ပြိုပြီးပြီးတည်သွားတဲ့သူတွေကတနေ့ကို9ရက်ထက်မနည်းရှိနေပြီးထံရရလို့ဖုံးဆက်အကြောင်းကြားတာတွေလည်းရှိကား မိုးလဲတောက်လျှောက်ရွာနေတော့တိုက်ဖြိုတဲ့အချိန်ပြိုကျတာလို့မန္တလေးအခြေဆိုင်ပရိဒတ်အသင်းကအသင်းဝင်တယောက်ကပြောပါတယ်မန္တလေးမြို့မှာစကိုင်းငလင်ကြီးကျောက်အဆောက်အပြိုပြက်လေးတော်ဝန်ကျင် ရှိပြီးကိုထုကိုထဆွေနဲ့ရှင်းလင်းနေရတာဖြစ်တယ်လို့စစ်ကောက်စီအနေနဲ့လည်းမန္တလေးကငလင်တန်တဲ့အဆောက်အုံတွေကိုမြို့အင်္ဂါရန်နဲ့မညီဘူးလို့ဆိုပြီးအတိတ်အဓမ္မပြိုချခိုင်းနေတာလည်းဖြစ်ပါတယ်ရှင် ထိုင်းမြန်မာနယ်ဇက်အနီကစစ်ကောင်စီရဲ့သေဘောဘူစကန်ကိုဝေဟင်မြေပြင်ပြစ်ကူပေးနေတဲ့ကြားက KNU ဦးဆောင်တဲ့တပ်ပေါင်းစုတွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။အောက်ခန့်သတင်းပေးပို့ထားပါတယ်ရှင်။မေလ26နေ့ညနေ9:00လောက်ကစတင်ပြီးကင်မီနီမြောက်လီမြို့တောင်ဘက်စစ်ကောင်စီရဲ့ဒေဘောဘစကန်ကိုတရားရုံးဦးဆောင်ပြီးတပ်ပေါင်းစုတွေကဝိုင်းဝန်းပိတ်ဆို့ထားရာကဂျွန်လနေ့ညနေ3:00လောက်ကစတင်ပြီးဒေဘောဘစကန်ကို ပြန်ဦးဆောင်ပြီးတပ်ပေါင်းကြီးတွေကဒိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ဂျွန်လသဝင်းည9:00လောက်မှာစခန်းကိုပြစ်တက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဟိုလေရင်နဲ့လာပြစ်သွားတဲ့တစ်ခေါက်နှစ်ခေါက်တော့တော့ဆရာနော်။ဟိုဒီပြီးလဲပြီးတော့ကြကြတော့ဟိုကအခုတော့ drone နဲ့ဟိုလက်ကြည့်တဲ့ဟာတော့အဲ့ဒီနာဖာကတဲ့။ဟိုပြေးပြီးပြေးပေါ့နော်။ထွက်ပြေးတဲ့ကောက်တဲ့ drone နဲ့ဟိုလက်ကြည့်တာတဲ့။ဝင်သိမ်းတာဆရာဝင်ပြစ်တာ။အမအဲ့ဒီမှာမလက်နဲ့ ဖယားမိတယ်ပြီးတော့နဲ့ကြည်စာလက်နဲ့ငယ်ဆိုတော့ဟိုဟိုပေါပေါကျဲတယ်လို့ပဲဆရာကြီးကြည်ကျဲကိုချတာအဲ့ဒါမှာဒီရင်နဲ့ကြည်ကျဲတော့အဲ့ဒါတော့ပြေးကြတယ်ဆရာကြီးကျွန်တော်ကမပြေးကြရင်မပို့ပြောဘူးကမေလ29ရက်နေ့ညနေ3:00လောက်ကလည်းဝလီဘက်ကနေတေဝဘူးစကန်ကိုလာရောက်ပူပေါင်းနေအင်အား80ကျော်လောက်ရှိတဲ့စစ်ကောင်းစီစစ်ကြောင်းကိုဂဲလန်လီပူပေါင်းတပ်ဖွဲ့တွေကကြားပြတ်တိုက်ခတ်ခဲ့ရာစစ်ကောင်းစီတပ်ဖွဲ့ဝင်10ယောက်ကျော်ကိုစစ်တုံးမှန်းပြဖမ်းဆီးနိုင်ခဲ့ပါတယ်။နှစ်ဖက်တိုက်ပွဲတွေကြောင်းစုံစည်းမြိုင် ဥက္ကဋ္ဌတောင်းဒီပေဘောဘူးဝမ်မိတ္တကြီးရကဒေရကန်ထောင်လောက်ဟာထိုင်းနယ်ဆက်တောင်းမြင့်တလျှောက်နဲ့ဘေးလူရောက်တစ်ပြေးတင်းချောင်ခဲ့ရပါတယ်စစ်ကောင်စီကလေကြောင်းကနေဘုံကျက်တက်ခိုက်နေတာကြောင့်စစ်ဆောင်ပြည်သူတွေမုံကြည့်ရဲပဲကြောက်နေရတယ်လို့ရမီရဖတွေကပြောပါတယ်အခုဒီမနေ့လေခုနကခုနကတင်လေပဲလေးနဲ့လက်ချေသွားတာခုနတော့မနေ့ကတော့ခောက်ပေါင်းတော်တော်များတယ်ကျဲတာ အဲ့ဒီအချင်းတွေမှာတော့လင်းရင်လာလို့ရှိရင်ကလေးတွေကိုလက်မကြည့်နဲ့ဗန်ဟိုလက်မထွက်ကြည့်နဲ့လိုက်ပြီးတော့ဟိုလက်မချောင်းနဲ့အဲ့ဒါတွေကဘုံချင်းခဏလေးတွေစစ်ပြီးဆောင်ဆိုပြီးတော့လက်ကျဲမိမယ်ကိုနေတာထန်းနိုင်ငံထန်းနိုင်ငံပဲအဲ့ဒါစိတ်မချရဘူးအဲ့ဒါတွေတော့စိုးရိမ်ရတယ်ဆရာကြီးဒီရဒီရသားတွေကလည်းကြောင်းလန့်ပြီးတော့ဒီဟာသေးဘူးတော့မပြောနဲ့ဒီနမပြေးရှောင်းနေတဲ့နေရဘူးတော့မမမကြည့်ရဘူးကြောင်းနေရလေရင်ကလည်းတွေ့ကြရကျဲလိုက်ကျဲမိမှရှာလို့ တချို့လူတွေကလည်းလင်းရင်သာကြားလို့ရှိရင်ဟိုကရောကရောဆရာကြီးထွက်ပြီးထွက်နေတိုင်းမြန်မာနယ်စပ်တစ်လျှောက်ကစစ်ကောင်စီတက်စကန်တွေကိုဂရန်ယူဦးဆောင်တဲ့တပ်ပေါင်းစုတွေကတိုက်ခိုက်သိမ်းပိုက်နေပါတယ်မေလ23ရက်နေ့ညနေ9:00နာရီကစစ်ကောင်စီရဲ့ဘလက်တိုတက်စကန်ကိုပါသိမ်းယူနိုင်ခဲ့ပြီးမေလ28ရက်နေ့ညပိုင်းကကနေလီစကန်ကိုထပ်မံသိမ်းယူနိုင်ခဲ့ပါတယ်ဒါအပြင်မေလ29ရက်နေ့ညနေ6:00နာရီလောက်ကဝလိပီဝါနဲ့ဤဆုံးမှာရှိတဲ့ မြင်းအောင်ကုန်းစကန်ကိုတိုက်ခိုက်သိမ်းမိတ်နိုင်ခဲ့ပါတယ်ကျွန်တော်အောင်ခန့်ပါယူကရိန်းနဲ့ရုရှားအစိုးရတို့အကြားငြိမ်းချမ်းရေးဆွေးနွေးပွဲအကြိုကာလမှာယူကရိန်းအရှေ့ပိုင်းခါကီဗ်ဒေသရဲ့ကောင်းကင်ယံကိုကာကွယ်ဖို့ယူကရိန်းလက်ကြောင်းရံကာကွယ်ရေးတပ်ဖွဲ့ကရုရှားမောင်းသူမဲ့လေယာဉ်တွေကိုပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်နှစ်ဖက်စလုံးကလေကြောင်းချီတိုက်ခိုက်တာတွေကိုအရှိန်မြင့်လာနေတာပါ တခါတလေမှာလေကြောင်းတက်ခိုက်မှုသတိပေချက်အချိန်မောင်းများစွာထွက်ပေါ်လာတဲ့ခါကိဒေတာမှာတက်ဖွဲ့တွေကတက်တက်ကြီးတူကသူနဲ့ရေဘော်တွေဟာမောင်းသူမဲ့လေရင်အမျိုးသားအလုံးကိုပြစ်မှတ်ထားလေးရှိပြီး cruise ဒုံးကြီးတွေကိုပါပြစ်ချတယ်လို့ပြောပါတယ်ဂျွန်လာတရက်မှာဒီတက်ဖွဲ့ဟာရှဟတ် drone နှစင်းကိုပြစ်ချဖို့လေရင်ပြစ်တဲ့နှက်တွေနဲ့အသေးစားဆက်တဲ့နှက်တွေကိုတုံးခဲ့တယ်လို့စစ်သားတအူကပြောပါတယ် ခါကီးဒေသမှာရုရှားကဒရုန်းနဲ့တိုက်ခိုက်လို့ကလေးနှစ်ဦးဒဏ်ရာရခဲ့တယ်လို့ဒေသန္တရအုပ်ချုပ်ရေးမှူးကဂျွန်လာ၂ရက်မှာ Telegram လူမှုကွန်ရက်ပေါ်ကနေပြောပါတယ်ဂျူလာတရညကတက်ခတ်မှုတစ်ခုမှာရုရှားကယူကရိန်းစီမောင်းသူမဲ့လေရင်482စင်းကိုပြစ်လွှတ်ခဲ့တယ်လို့ယူကရိန်းလေတပ်ကတနင်္ဂနွေနေ့မှာပြောပါတယ်စစ်ပွဲကာလမှာအခုချိန်ထိတညတာအတွင်းစစ်စုပေါင်းပြစ်လွှတ်မှုအမြင့်ဆုံးအရေးအတွက်လည်းဖြစ်ပါတယ် တချိန်တည်းမှာယူကရိန်းဟာစိုက်ဘေးရီးယားဒေသတွေကရုရှားစစ်အခြေစိုက်စခန်းတစ်ခုမှာရပ်ထားတဲ့ရုရှားနျူကလ িয়ার လက်နက်၃နိုင်တဲ့တပ်ဝေးပြည့်ဘုံးကျဲလေယာဉ်တွေကိုတိုက်ခိုက်ခဲ့တယ်လို့ယူကရိန်းထောက်လှမ်ရေးအရာရှိတဦးကပြောပါတယ်ရှင်။ TPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်မကတော့ချိုချိုဆန်းပါရှင်။